665ဆိုတဲ့ကဏန်းလေးရာဦးနဲ့တို့မွေးကဏန်းလေးတင်ထားတာတော့ကြာပြီပေါ့နော်ဒါဦးနဲ့တို့ဒီမှာ665ဒက်မွေး2025ဆိုပြီးတော့ဦးနိုင်မွေးကဏန်းဆိုင်လေးတင်ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒါလေးကိုဒီအချိန်မှာထိုးဖို့အတွက်ကိုဦးနိုင်တောက်ကလေးတစ်ခုနဲ့ထည့်ပြလိုက်မှာပေါ့နော်နှစ်ပိတ်မှာထွက်ခဲ့တဲ့ ုံညတုံညသုံးဒီနောက်တစ်နှစ်ကိုပြန်ထွက်တယ်နောက်တစ်နှစ်ကိုလည်းပြန်ထွက်တယ်သူကသုံးနှစ်စတိုင်ထွက်တယ်ပေါ့ထွက် ပြီးတော့တနှစ်ချပြီးဒီဘက်နှစ်မှာနော်ရှစ်ချောက်လေးဆိုတဲ့ကနေပြန်ကြကစားတယ်ကစားတဲ့အချိန်မှာဒီသုံးလုံးသုံးလို့ဖြစ်ပြီးတော့မှပြန်ကြလို့ကစားတယ်အဲ့လိုကစားပြီးတာနဲ့တနှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းကဒီကနေရှစ်လေးရှစ်ဆိုတဲ့ကနေဒီနောက်တစ်နှစ်မှာဒဲထွက်တာသူကဘာကြောင့်ထွက်တာလဲဆိုတော့ဒီသုံးလုံးပေါင်းချင်း6နဲ့ဒီသုံးလုံးပေါင်းချင်း6နဲ့ပေါင်းချင်း8လို့ဖြစ်လိုက်တဲ့အတွက်ဒီကနေကဒီကိုဒဲထွက်တာ ထွက်တော့မဲ့အချိန်မှာနောက်တောင်သုံးလုံးကြီးနှစ်လို့ဖြစ်ပြီးတော့မှထွက်တာအဲ့ဒါပထမအကက်ဒုတိယအကက်မှာလည်းအဲ့လိုပဲဒီကနန်းဒီနောက်တစ်နှစ်ကိုထွက်တယ်ဒါကနောက်ထပ်တစ်နှစ်ထပ်ထွက်တယ်၃၃နှစ်စတိုင်ထွက်တယ်တစ်နှစ်ချပြီးဒီကနန်းကဒီမှာပြန်ကြတဲ့အချိန်မှာသုံးလုံးပေါင်းချင်း၃လို့ဖြစ်ပြီးတော့ပြန်ကြကစားတယ်ကစားပြီးတော့လည်းတစ်နှစ်နှစ်နှစ်၃နှစ်ချပြီးတော့နောက်၃နှစ်မြောက်မှာဒီသုံးလုံးပေါင်းချင်း ရှိရဒီသုံးလုံးပေါင်းချင်းတုံညရပေါင်းချင်းရှိလို့ဖြစ်တဲ့အောက်ကဒီကနန်းဒီနောက်တဲ့နှစ်မှာဒဲကြမယ်။သူကြတော့မဲ့အချိန်မှာလဲနောက်ထောင်သုံးလုံးနှစ်လို့ဖြစ်ပြီးတော့ပဲကြတယ်နော်။ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာသုံးကမ်းမြောက်မှာဒီကနန်းဒီနောက်တဲ့နှစ်ကိုကြတယ်အဲ့ဒီကနန်းဒီနောက်တဲ့နှစ်ကိုဆက်ပြီးတော့ကစားတယ်။ကစားပြန်တနေ့ချပြီးဒီကနန်းဒီကိုပြန်ကြလို့ကစားတဲ့အချိန်မှာဒီသုံးလုံးပေါင်းချင်းသုံးလို့ထောက်ပြီးတော့မှပြန်ကြကစားတယ်။အဲ့ဒီလိုကစားပြီးတော့တနေ့နှစ်နှစ်သုံးနှစ်မြောက်ထဲရနော်ဒီကနန်း ဒီ၃လုံးပေါင်းခြင်းက9ဒီ၃လုံးပေါင်းခြင်းက1ပေါင်းလိုက်ရင်8လို့ဖြစ်တာရဲ့အောက်ကဒီကဏ္ဍဒီဒဲကြတယ်နောက်တစ်နှစ်မှာနော်သူဒဲကြတဲ့အချိန်မှာလည်း၄ရယ်9ရယ်1ရယ်ပေါင်းရင်2လို့ဖြစ်ပြီးတော့မှဒဲကြတယ်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ၄ကမြောက်ပေါ့နော်နှစ်ပိတ်ကဒီကဏ္ဍဒီနောက်တစ်နှစ်ကိုထွက်တယ်ဒီကဏ္ဍကလည်းနောက်တစ်နှစ်ကိုဆက်ပြီးတော့ကစားတယ်ဆိုတော့၃နှစ်စတဲ့ကစားတယ်ကစားပြီးတော့တစ်နှစ်ချပြီးဒီဘက်နှစ်မှာ သုံးတုံညာခွန်းဆိုတဲ့ကဏ္ဍပတ်လေဟာဒီမှာပြန်ကြဖြစ်နေကစားတယ်သူကစားတော့မဲ့အချိန်မှာလည်းဒီသုံးလုံးသုံးလုံးဖြစ်ပြီးတော့မှပြန်ကြကစားတယ်ကစားပြီးတော့တနည်းနည်းနှစ်သုံးနှစ်မြောက်ထရိုက်နော်ဒီ2024တွေကကဏ္ဍတကွက်ဒဲကြမှာပေါ့အဲ့ဒဲကြမဲ့ကဏ္ဍဒီပရမဒုတိယတတိယအကကလို့ပဲဖြစ်စဉ်အတိုင်းကိုယူလိုက်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းဟာ6ဒီသုံးလုံးပေါင်းခြင်းဟာ2 6နဲ့2နဲ့ပေါင်းရင်8လို့ဖြစ်လိုက်တာရဲ့အောက်ကဒီ665ဆိုတဲ့ကဏ္ဍဒီဒီနေရာလေးကိုဒါဥနဲ့ငါတဲကြနေတာ ဘာဖြစ်လို့လဲဆိုတော့နောက်ထောင်သုံးလုံးပေါင်းနှစ်လို့ဖြစ်ခဲ့တဲ့အတွက်665ဒဲပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေထူလိုက်ပါဒါ665ကတော့ဒဲပေါ့နော်ကြည့်ဟုတ်ပြီစစရမှာပေါ့နော်ခွန်ဆွန်းတဲ့ခုနှစ်မှာခွန်ဆွန်းတဲ့ခုနှစ်မှာဦးနိုင်တို့ဒီမှာ16ကျင်ကတစ်ခါနဲ့24ကျင်ကနောက်တွဲနဲ့တလေးရှစ်ဆိုတဲ့ကနန်းဒီရှစ်ဆွန်းတဲ့ခုနှစ်ကိုသူထွက်တယ်နော်ရှစ်ဆွန်းတဲ့ခုနှစ်ကိုထွက်ပြီးတာနဲ့သူက၃ညာဆွန်းတဲ့ခုနှစ်နဲ့ တစ်ဆုံးတဲ့ကူနဲ့မှာဒီနှလုံးပေါင်းကိုးလို့ပုံတွေဖြစ်တယ်ဖြစ်ပြီးတာနဲ့တပြိုင်တည်းနော်နှလုံးပေါင်းကိုးလို့ဖြစ်တဲ့နဲ့တပြိုင်တည်းဒီနေထဲကတုံညာဆွန်းတဲ့ကူနေထဲကနှလုံးပေါင်းချင်းကိုးလို့ပါတဲ့ဒီကဏ္ဍတစ်ခွက်ဒီငါးဆွန်းတဲ့ကူနှစ်ကိုသူထွက်တယ်နော်အဲ့ဒီလိုထွက်ပြီးတာနဲ့သူကသုံးဆွန်းတဲ့ကူနှစ်မှာနော်နှစ်ဦးမှာပိတ်ခဲ့တဲ့တစ်ဒီလေးဆုံးတဲ့ခုနှစ်မှာတစ်ထိပ်စီကနှစ်ချိန်ပဲကစားတယ်ဒီမှာတစ်ချိန်เนาะဒီမှာတစ်ချိန်နှစ်ချိန်ပဲကစားတယ် ဟုတ်ပြီအဲ့လိုကစားပြီးတော့မှတခါဒီငါးဆွန်းနဲ့ကုနှစ်မှာเนาะနှလုံးပေါင်းခြင်းခွန်ပါတယ်ကနန်းနှလုံးပေါင်းခြင်းခွန်ပါတယ်ကနန်းဒီသူ့ရဲ့ဒီမြင်းကုံလေးမှာကနန်းတစ်ခွက်ထွက်တယ်ပေါ့ဒါပထမတစ်ခက်ဒုတိယတစ်ခက်မှာလည်းအဲ့လိုပဲဒီခွန်ဆွန်းနဲ့ကုနှစ်မှာ16ချိန်မှာရှိတဲ့6ခါနဲ့နောက်နှလုံးပေါင်း1လေးနဲ့1 6လေးဆိုတဲ့ကနန်းဒီနောက်တစ်နှစ်8ဆွန်းနဲ့ကုနှစ်ကိုပတ်လေထွက်တယ် ထွက်ပြီးတော့ဒီနှလုံးပေါင်း6လို့ဖြစ်လို့ဒီနေ့ထဲကနှလုံးပေါင်းချင်း6ပါတဲ့ကနန်းသည်ငါးဆွန်းတဲ့ခုနှစ်ကိုထွက်ပြီးထွက်ပြီးတာနဲ့ဒီ3ဆွန်းတဲ့ခုနှစ်က6နောက်ပိတ်သည်4ဆွန်းတဲ့ခုနှစ်မှာ6ထည့်စီးသည်တစ်ကြိမ်နော်နှစ်ကြိမ်ပဲကြာတယ်မရှိတော့အဲ့ဒီလိုဖြစ်ပြီးတော့တခါနောက်တစ်ခါဘာကြလဲဆိုတော့နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းတစ်ကွက်ကသူ့ရဲ့မြင်းကုန်ကိုကစားတယ်ဟုတ်ပြီဒါဆိုရင်60ခွန်ပေါ့ဒါ3ကမ်းမြောက် เนาะ3ကမ်းမြောက်မှာ16ကျင်ရ3နဲ့24ကျင်ရ3ညာ4တွဲနဲ့3 3ညာ4ဆိုတဲ့ကဏ္ဍဒီနောက်တစ်နှစ်ကိုကစားတယ်ကစားပြီးတော့ဒီနှလုံးပေါင်း6လို့ထည့်တယ်ထည့်ပြီးတော့ねသူပေါင်းချင်း6လို့ဖြစ်တဲ့နှစ်တွေကနှလုံးပေါင်း6ပါတဲ့ကဏ္ဍဒီ5ဆုံးတဲ့ခုနှစ်ကိုစပြီးတော့ကစားတယ်အဲ့လိုကစားပြီးရတယ်3ဆုံးတဲ့ခုနှစ်က9နောက်ပိတ်ဒီ4ဆုံးတဲ့ခုနှစ်မှာ9ထည့်စီးဒီနှစ်ကြိမ်ပဲကစားမယ်ဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်မရှိတော့ဘူးအဲ့ဒီလိုကစားခဲ့တဲ့အတွက်ကို နော်နှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းနှလုံးပေါင်းချင်းခွန်ပါတဲ့ကနန်းဒီသူ့ရဲ့မြင်းကုန်မှာဒီနေရာမှာကစားတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်၄ကမ်းမြောက်၄ကမ်းမြောက်ဒီခွန်ဆွန်းတဲ့ကုနေ့ထဲမှာ16ကျင်းက1ခါနဲ့20နဲ့4ကျင်ဟာ1နှလုံးနဲ့1ထွိုင်းဆိုတဲ့ကဏ္ဍသည်ရှစ်ဆွန်းတဲ့ကုနေမှာ1ထွိုင်းလို့ကစားတယ်။ကစားပြီးတာနဲ့ဒီနှလုံးပေါင်း6လို့ဖြစ်ရောဖြစ်တော့ဒီနေ့ထဲကနှလုံးပေါင်းချင်း6ပါတဲ့ကဏ္ဍ။နော် ခွန်းနဲ့နှင်းနဲ့နှလုံးပေါင်းကိုးပါတဲ့ကဏ္ဍတစ်ခွက်ဒီ၅ဆွန်းနဲ့ကိုနှစ်မှာအကွက်ရှိဖြစ်နေကစားရောကစားတော့၃ဆွန်းနဲ့ကိုနှစ်ထဲကတင်းနောက်ပိတ်ဒီ၄ဆွန်းနဲ့ကိုနှစ်မှာတိတိစီစီနှစ်ကြိမ်ပဲထွက်မယ်ဒီမှာတစ်ကြိမ်ထွက်တယ်ဒီမှာတစ်ကြိမ်ထွက်တယ်နှစ်ကြိမ်ပဲထွက်တယ်မရှိတော့မရှိတော့အဲ့ဒီ၅ဆွန်းနဲ့ကိုနှစ်ထဲမှာနှလုံးပေါင်းချင်းခွန်ပါတဲ့ကဏ္ဍဒီသူ့ရဲ့မြင်းကုန်မှာကစားတယ်ဝမ်းဆက်ဝမ်းဆက်ကစားတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ခု၅ခန့်မြောက်၅ခန့်မြောက်ဒီခွန်ဆွန်းနဲ့ကိုနှစ်ထဲမှာ16ကျင်ရနှစ်ခါနဲ့ 24ကျင်ဟာ34အတွင်းနဲ့နှစ်3လေးဆိုတဲ့ကဏ္ဍသည်ရှစ်ဆွန်းတဲ့ကုနှစ်မှာထွက်ခဲ့ပြီးပြီအဲ့ဒီလိုထွက်ခဲ့ပြီးလို့ဒီနှလုံးပေါင်းချင်း9လို့ဖြစ်ခဲ့လို့ဒီနှစ်ထဲကနှလုံးပေါင်း9တန်ပါတဲ့ကဏ္ဍကလည်းခု9ဆွန်းတဲ့ကုနှစ်မှာထွက်သွားပြီထွက်သွားတော့3ဆွန်းတဲ့ကုနှစ်ထဲကဒီ9နောက်ပိတ်ဒီ4ဆွန်းတဲ့ကုနှစ်မှာ9ထည့်စီဒီဒီမှာတစ်ကြိမ်ကြာတယ်နော်တောက်လျှောက်ဒီမှာမကြာတော့ဘူးဒီနေရာလေးမှာတစ်ကြိမ်ကြာတယ်နှစ်ကြိမ်ကြာတယ်မရှိတော့ အဲ့တော့ကိုထိတ်စီလည်းနှစ်ကြိမ်ကြပြီဖြစ်တဲ့အတွက်ငါးဆွန်းနဲ့ဂူးနှစ်မှာနှလုံးပေါင်းချင်းခွန်ပါတယ်ကနေ196ဆိုတဲ့ကနေဒီသူ့ရဲ့မြင်းကိုဒီညလေးကိုဦးနိုင်ကထွက်ရှင်တာနော်အဲ့တော့နှလုံးပေါင်းခွန်ပါတဲ့ကနေဒီအခုမှဒီပထမဒီနှစ်ဆတည်းရပေါ့နော်ဒါဦးနိုင်ကစားလာတာပေါ့နှလုံးပေါင်းချင်းခွန်ပါတဲ့ကနေဒီဒီညမှာတုန်းကဒါဦးနိုင်618တကွက်ကစားခဲ့တယ်ဂျားထဲမှာဦးနိုင်မကစားဘူးအခုနှလုံးပေါင်းခွန်ပါလို့မို့ဒီညမှာတကွက်ကစားမယ်နောက်ပွဲမှာနှလုံးပေါင်းခွန်ပါတဲ့အတော့ကို တစ်ချိန်ကစားမယ်သူ့အောင်မှာနှလုံးပေါင်းခွန်ပါတဲ့အချိန်ကြမှာပဲဦးနိုင်ကကစားမယ်အချိန်နဲ့မကစားဘူးပေါ့နော်အဲ့တော့ဒီနှလုံးပေါင်းချင်းခွန်ဆိုတဲ့ကဏ္ဍကိုဘာကြောင့်ကစားရလဲဆိုတော့ခွန်ဖြစ်ချင်းနေပါပြီးသားကလင်နာလေးရှုပ်သွားမှဆိုလို့ဦးနိုင်ကထဲ့မပြတာနော်အဲ့တော့ပထမတက္ကမပေါင်းချင်းကိုးပါတဲ့ကဏ္ဍဒီပထမဦးဆုံးကြခဲ့တဲ့အတွက်ကိုဒီလိုကစားမယ်ကစားွက်လေးဒီပေါင်းချင်းခွန်ပါတဲ့ကဏ္ဍထွက်ကိုထွက်ရမယ်လို့ဦးနိုင်ကယူဆတာပေါ့လေကဲကောင်း